အားလုံးပဲမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေဒီနေ့ကျွန်တော်ဒီဗီဒီယိုဟာလာမယ့်9လပိုင်းမှာတွေ့ကြုံလာမယ့်တနင်္ဂနွေသားသမီးတွေရဲ့ကံအစိုးအကောင့်ကိုကျွန်တော်ရဲ့ Terror လေးနဲ့ဟောကြားပေးတော့မယ် Terror ဗီဒီယိုအကဲနေ့တစ်ခုဖြစ်ပါတယ်ကျွန်တော်တော့အဘမင်းငါရဲ့တပည့်ဆရာဆောင်းတော်ဖြစ်ပါတယ်မိတ်ဆွေအားဗီဒီယိုနဲ့ပတ်သက်ပြီးတော့ယုံကြည်မှုအတိုင်းအတာတစ်ခုရှိမယ် တနင်္ဂနွေသားသမီးတွေဖြစ်မယ်ဆိုလို့ရှိရင်ဒီဗီဒီယိုကိုစောင်းနဲ့တည်းကြည့်ရှုပြီးတော့ခဏလာပိုင်းမှာတွေ့ကြုံလာမယ်ကိုယ့်ရဲ့ကံအဆိုးကောင်းအတိတ်ကြအတက်အကြအနေအမြင့်တွေကိုတည်ရှိခွင့်ရပြီးတော့ရှောင်ရဆောင်ရလေးတွေကိုနားလည်တော့မှာဖြစ်ပါတယ်ကျွန်တော်ကလည်းကျွန်တော်တက်မြောက်ထားတဲ့ဒီ Terror နဲ့ပဲမိတ်ဆွေတို့ကတ်ချုံပြီးတော့ဟောကြားပေးတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြိုက်နေတတ်မှုရှိတယ်ဆိုရင်ဘေးနားမှာရှိနေတဲ့ follow ကလုတ်လေးနှိပ်ပြီးတော့ကျွန်တော် follow လောက်ထားခြင်းအပြင် ကျွန်တော်ပြပြပေးနေတဲ့ဗေဒင်ရေဒီယိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမိတ်ဆွေတိရှိပေးရမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့တရင်းတွေတာမီဒီစတင်ပြီးတော့ဗေဒင်ဟောပေးရအောင်။အဲ့တော့ဘောမအောင်ဆုံးအနေနဲ့ကျွန်တော်တရင်းတွေတာမီဒီကြုံတွေ့လာမဲ့စီးပွားရေးနဲ့ပတ်သက်တဲ့ကပ်ဖြစ်ပါတယ်။ကိုပိုင်လုပ်ငန်းတွေစီးပွားရေးလှုပ်ဆောင်တွေကျွန်တော်မိတ်ဆွေတို့ဖြစ်ပါတယ်။စီးပွားရေးနဲ့ပတ်သက်ပြီးတော့အခက်အခဲတွေရှိနေကောင်းရှိနေနိုင်ပါ လက်လုံးမှာအစင်မပြေမှုတွေလည်းတွေးကြုံနေရတာလည်းရှိပါလိမ့်မယ်ဒါခန္ဓာလပိုင်းမှာတဖြည်းဖြည်းနဲ့ပြန်လည်ပြီးတော့ပြေပြောက်သွားပြီးတော့ကောင်းမွန်တဲ့နမိတ်ပုံရိပ်တစ်ခုကိုပေါ်ပြနေခြင်းဖြစ်ပါတယ်စီပွားရေးနဲ့ပတ်သက်ပြီးတော့တို့တော့စီပွားရေးမှာဘာတွေအားနည်းနေရလဲလို့ပြောမယ်ဆိုလို့ရှိရင်အများနဲ့ပူပေါင်းပြီးလှုပ်ဆောင်မဲ့ကိစ္စတွေဆက်သူရှယ်ယာကိစ္စတွေအားနည်းနေတဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ်ဒါကြောင့်မလို့ ကိုယ့်ရဲ့လုပ်ငန်းကိစ္စတွေကိုမိမိကိုယ်တိုင်ဦးစီးဦးဆောင်လုပ်တာမျိုးမိမိကိုယ်တိုင်တည်တည်ကြကြစီစနစ်ကြကြလုပ်ဆောင်တာမျိုးတွေဟာကိုယ့်ရဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အကောင့်ဘက်ကိုဦးတည်သွားမယ်အပိုင်းခြားလို့ဖော်ပြထားခြင်းဖြစ်ပါတယ်။ဒီလိုချင်းနေပိုင်းခြားမျိုးမှာအလုံးမှာစိတ်မပျော်တာမျိုးအလုံးလုံးချင်းစိတ်ပျောက်ဆုံးနေတာမျိုးတွေဟာကိုယ့်ရဲ့လုပ်ငန်းကိစ္စကိုအဆိုးဖြစ်ပေါ်ဖို့အတွက်ကံအကြောင်းတရားလေးတွေအနေချင်းရှိနေပါတယ်။လုပ်ငန်းဟာမိမိကိုယ်တိုင် PPCC လုပ်မယ်ဆိုရင်တော့အောင်မြင်မှုအတိုင်းသာတစ်ခုထိရောက်ရှိလာနိုင်လို့ ်မိနာအနေစင်ကူညီပေးမဲ့မိတ်ဆွေအပေါင်းအသင်းတွေလည်းလုပ်ငန်းကိစ္စရင်းနဲ့ပတ်သက်ပြီးတော့တွေ့ကြုံသားမှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ငွေကြေးကိစ္စရင်းနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်တရင်ဦးနေသားသမီးတွေကငွေကြေးကိစ္စမှာကိုယ်ကိစ္စမဟုတ်ပဲသူများကိစ္စရင်းနဲ့ပတ်သက်ပြီးတော့စကားမျှတာမျိုးရပ်ဖြစ်တာမျိုးစိတ်ဒေါသဖြစ်တာမျိုးစိတ်မချေနပ်စရာတွေဖြစ်တာမျိုးစိတ်မချမ်းသာတွေတွေ့ကြုံရတာမျိုးတွေတွေ့ကြုံလာတတ်ပါတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တော် ငွေကြေးကိစ္စမဟုတ်ပဲနဲ့တခြားသူရဲ့ငွေကြေးကိစ္စဈာထဲမှာပဲကြီးလောက်ဈာထဲစားညက်တာမျိုးအာမခံတာမျိုးဒုမောဂရိကူပြူတာမျိုးတွေမှာနည်းနည်းလေးသတိထားစင်ကြယ်ဖို့အတွက်လိုအပ်ပါလိမ့်မယ်အဲ့တော့ငွေကြေးကိစ္စရဲ့နဲ့ပတ်သက်ပြီးကံကောင်းလားဆိုးလားသိချင်တဲ့ဆရာဆိုရင်တော့နာမည်ဖရလာပိုင်းမှာငွေကြေးကိစ္စရဲ့နဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့အလုံးဒီပါအစီအပြေတာမျိုးမဟုတ်ပဲနဲ့အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ငွေကြေးကိစ္စတွေထက်ဆိုင်တော့နည်းနည်းလေးတန်ကောင်းလာတာပဲတွေ့ကြုံလာမှာဖြစ်ပါတယ်။နောက်ချက်ကတော့တရင်းတွင်သားသမီးတွေကြုံတွေ့လာမယ်ကျမရဲ့ကိစ္စနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်။ကျမရဲ့တွင်တရင်းတွင်သားသမီးတွေအားကောင်းနေတဲ့ကာလတစ်ခုအားကောင်းနေတဲ့ပိုင်းကြတစ်ခုဖြတ်ကျော်အောင်မှာပဲဖြစ်ပါတယ်။ကျမရဲ့ညနေတဲ့လူတွေပြန်လည်ပြီးတော့တက်တာပြောက်ပဲလာမယ်စေးရုံစေးကန်တက်နေတဲ့လူတွေစေးရုံစေးကန်ကနေပြန်လည်ပြီးတော့ဆင်းလာမျိုးတွေနဲ့ပတ်သက်ပြီးတွေ့ကြုံလာရမယ့်အချိန်ဒီအပိုင်းခြားတစ်ခုဖြစ်ပါတယ်တို့တော့ ဆက်တဲ့ရင်နေနဲ့ပတ်သက်ပြီးမောင်းတဲ့ကစပိန်ဆိုင်ကကစဖြစ်ပေါ်တော့ဒီကိစ္စရင်နဲ့ပတ်သက်တဲ့အခါမှာတော့သတိဝိရိယရှိစွာနဲ့မောင်းနေပါချိန်မီခိုင်မီတိုင်းမီတာတွေအနေချင်းဖြစ်ပေါ်လာနိုင်ပါတယ်ဆိုရင်ရောက်လာတဲ့အထိဖြစ်တာမျိုးမဟုတ်ဘဲနဲ့ကိုယ်အနေနဲ့ငွေကြီးဆုံးရှုံးတာမျိုးတွေဖြစ်ပေါ်တတ်ပါတယ်ကျမရဲ့ကိစ္စရင်နဲ့ပတ်သက်လာရင်တော့အားကောင်းပါတယ်ဆက်တဲ့ရင်မောင်းနေတဲ့အခါစီးနေတဲ့အခါမှာနည်းနည်းလေးဂရုစိုက်ဖို့အတွက်တော့လိုအပ်ပါလိမ့်မယ်နောက်တစ်ချက်ကတော့တနေ့ဦးနေသားသမီးတွေကြုံတွေ့လာမယ့်အခြေအကျိစ္စရင်နဲ့ပတ်သက်တဲ့အပိုင်းအခြားဖြစ်ပါတယ် ဒီချိန်မှာအခြေအနေကိစ္စတဲ့ကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းကိစ္စကိုယ့်ရဲ့မိသားစုကိစ္စကိုယ့်ရဲ့လုပ်ငန်းကိစ္စတွေကိုအချိန်ပေးနေရတတ်ပါတယ်။ဒါကြောင့်မို့အခြေအနေကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့မိတ်ဆွေအနေနဲ့ကိုယ့်ရဲ့ချစ်သူအပြည့်တင်ခြင်းခံရတတ်ပါတယ်။ဒို့မို့ကိုမဖြစ်ရင်လည်းကိုယ့်ရဲ့ချစ်သူဖြစ်နေတတ်ပါတယ်။ဒါကြောင့်မို့ဒီဖြတ်ကျော်လာမဲ့ခရလပိုင်းမှာအခြေအနေထက်ပုံမှုပြီးတော့အရေးကြီးတဲ့ຢာတွေအချိန်ပေးနေရတဲ့တွဲဆွနေရတဲ့အတွက်ကြောင့်မို့အခြေအနေကိစ္စမှာတော့နည်းနည်းလေးအဆင်မပြေမှုကြီးတယောက်နဲ့တယောက် အငင်းပွားမှုတွေဖြစ်ပေါ်လာနိုင်တယ်။တကယ်လို့အခြေအနေကိစ္စမှာအဆင်မပြေမှုတစုံတရာဖြစ်ခဲ့မယ်ဆိုရင်တော့မှကွဲမလားအပြတ်မလားဆိုပြီးမေးလိုက်ကွဲတာပြတ်တာမျိုးတွေတော့မရှိနိုင်သေးပါဘူး။အာကုညီပေးမဲ့လူတွေဒါမှမဟုတ်ကိုယ့်ရဲ့ဈာတဲ့ဝင်ရောက်ပြီးတော့ပြတဲ့အဆင်ပြေတဲ့အကန့်အကြောင်းတရားတွေပေါ်ပေါက်လာနိုင်ပါတယ်။ကိုကိုယ်တိုင်ပြတ်ချင်နေတော့မပြောတတ်ဘူးပေါ့နော်။အဲ့တော့အခြေအနေကိစ္စကန်ကောင်းလားဆိုတော့အခြေအနေကိစ္စအထိုက်လျောက်တော့ကန်ကောင်းနေ ADA ဆက်နိုင်တာလေးပဲဖြစ်တဲ့ အခြေရေးကိုအချိန်မပေးနိုင်ဘူးတခြားတော့မိသားစုကိစ္စငွေကြေးကိစ္စတွေမှာအချိန်ကုန်နေတာမျိုးဆိုလိုခြင်းဖြစ်ပါတယ်နောက်ချက်ကတော့အိမ်တော်ကြီးနဲ့ပတ်သက်တဲ့အပိုင်းအခြားဖြစ်ပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်တဲ့အပိုင်းအခြားမှာမလိုလားပဲငွေကုန်ကြေးကြများနေတာမျိုးငွေအထွက်များနေတာမျိုးတွေဒီခေါင်းကဘာမှတွေ့ကြုံလာမှာဆိုတော့အဲတခြားလုပ်ငန်းကိစ္စမဟုတ်မှအိမ်ပြင်တာအိမ်ဆောက်တာအိမ်ကကလေးဈေးကြီးစသဖြင့်ပေါ့ဗျာခါတိုင်းကပုံမှုပြီးတော့ကုန်ကြေးများနေတယ်ခါတိုင်းမှာဥပမာ အဲ6လပိုင်းပေါ့အခုခု6လပိုင်းမှာ10သိန်းကုန်တယ်ဆို9လပိုင်းမှာ15သိန်းသိန်း30ပုံပုံသွားတာမျိုးဆိုလိုချင်းဖြစ်ပါတယ်ဒါကြောင့်မလို့ငွေအထွက်များနေတတ်ပါတယ်ငွေကြေးကိစ္စရဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့နည်းနည်းလေးအိမ်တော်ကြီးမှာပို့ပြီးတော့သုံးဆွဲရတာမျိုးနဲ့ပတ်သက်ပြီးတွေးကြုံလာမယ့်အချိန်ဒီပိုင်းခြားတစ်ခုဖြစ်ပါတယ်အတိတ်တန်တစ်ခုခုလုတ်တဲ့အိမ်တော်တွေရှိရဆိုအတိတ်တန် အဓိဋ္ဌာန်ပြတ်တတ်ပါတယ်နော်အကြောင်းအရာတစ်ခုကြောင့်အဲ့ဒီအဓိဋ္ဌာန်ဥပမာကိုယ့်ရဲ့ကိုယ်နှဝင်စိတ်မယ်လို့ပြောတာလေခေါင်းရဲ့ရှိအောင်မြောက်တဲ့အခါမှာအကြောင်းတရားတစ်ခုဖြစ်ပြီးတော့အဲ့ဒီအဓိဋ္ဌာန်ပြတ်သွားတာမျိုးတွေဖြစ်တတ်ပါတယ်အဓိဋ္ဌာန်အောင်ကြိုးစားပါအဖြတ်တွေဝင်တတ်ပါတယ်ကောင်းတာလုပ်တယ်ဆိုရင်တော့အဖြတ်ဝင်တယ်အိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေပေါ့နော်နည်းနည်းလေးခရီးဆိုင်ဖို့တော့လိုအပ်ပါတယ်အဖြတ်များတယ်နောက်တစ်ချက်ကတော့ကြုံတွေ့လာမယ်ကျွန်တော် training တွေတာမီးရင်လည်းပတ်သက်တဲ့ဝန်ထမ်းဖြစ်ပါတယ်ဝန်ထမ်းတွေဒီလိုအချိန်ဒီပိုင်းကြောင်းမျိုးမှာအလုပ်အသစ်ရှာဖွေဖို့အတွက် ကံခွင့်လန်းကောင်းတဲ့နေရာအတိရောက်ဖို့အတွက်ကံခွင့်လန်းကောင်းတဲ့မျိုးရတိပြောင်းရွှေ့ဖို့အတွက်လည်းအားကောင်းနေတဲ့အချိန်ဒီပိုင်းခြားတစ်ခုဖြစ်ပါတယ်။မူရင်းရှိနေတဲ့အလုပ်ထက်အလုပ်တစ်ရှာနေတဲ့လူတွေနေရာပြောင်းခြင်းတဲ့လူတွေအမျိုးနယ်ပြောင်းခြင်းတဲ့လူတွေဌာနပြောင်းခြင်းတဲ့လူတွေအတွက်ကံခွင့်လန်းကောင်းရရှိလာမယ့်အချိန်ဒီပိုင်းခြားတစ်ခုလို့သုံးသပ်ပြီးတော့ဟောကြားပေးချင်ပါတယ်။နောက်ချက်ကတော့တွေ့ကြုံလာမယ့်ကျွန်တော်ပညာရေးနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်။ ပညာရေးမှာတော့မိတ်ဆွေတို့အနေနဲ့နိုင်ငံခြားသွားပြီးတော့ပညာတော်တင်သွားမှာတို့နိုင်ငံခြားမှာကျောင်းသွားတက်မှာတို့လောက်ဆောင်လာတဲ့ကိစ္စတွေမှာအဖက်ကဲတစ်ခုမဟုတ်တစ်ခု delay ဖြစ်နေတတ်ပါတယ်ဆိုတော့တက်ကြမှုနှောင့်နှေးမှုအဆင်မပြေမှုတွေနဲ့ကျွန်တော်ကြုံတွေ့ရတယ်တကယ်လို့သွားရခင်တော့မှပျော်ပျော်ရှင်သွားရတာမဟုတ်ဘူးအဲ့ကိစ္စတွေဖြည့်ရှင်းစိတ်ညစ်စိတ်လျှော့ပြီးတော့မှသွားရတာမျိုးဆိုလိုခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့အာတနေ့တကြီးတရေတကြီးဆိုတော့နိုင်ငံသားပဲဖြစ်ဖြစ်ပေါ့နောက်မှရန်ကုန်နဲ့မန္တလေးပြောင်းမယ်မန္တလေးနဲ့ရန်ကုန်တင်တန်းလာတက်မယ်ဆိုတဲ့လူတွေတော့ကတော့ ပညာရေးနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးအနောက်ရှက်လေးတွေရှိနေပါတယ်။နည်းနည်းပြန်ဆက်ပြပါနော်။နောက်ချက်ကတော့နိုင်ငံခြားသွားမယ်ကျွန်တော်မိတ်ဆွေတွေအတွက်ဒီလိုချိန်ဒီပိုင်းခြားမျိုးမှာဘာပဲလုပ်လို့ကြုံကြည့်မှုလွန်ခဲ့တာမျိုးတော့မကောင်းပါဘူး။ဒီချိန်မှာလူလိန်ခံရတတ်တယ်၊ကိုယ့်ဘော်ဘက်ကီးရိုက်တာ၊ကိုယ့်ဘော်မဟုတ်မှန်တာပြုတ်လို့တာအငွေလိန်ခံရတာမျိုးအခုမှအစ်စ်နိုင်ငံခြားသွားဖို့အတွက်စလုပ်မဲ့လူတွေဆိုနည်းနည်းပြန်ဆက်ပါ လူတိုင်းကူညာတွေနဲ့တွဲဆောင်တတ်တယ်မဟုတ်မှန်မှန်နဲ့လူတွေနဲ့တွဲဆောင်အောင်တတ်တယ်ဒါကြောင့်မလို့ကိုယ်အနေနဲ့အထိကိုက်ဆုံးရှုံးမှုနစ်နာမှုတွေဖြစ်လာနိုင်တယ်တိတိကျကျဘယ်လိုစပြီးလို့ဆောင်မယ်ဆိုရင်တော့အောင်မြင်မယ်ယုံကြည်မှုအတိုင်းလာလွန်ကဲသွားမယ်ဆိုရင်တော့အဲ့ဒီအပေါ်မှာတော့လိန်နာညာတာတွေခံရတတ်ပါတယ်ဒါလေးကို new site စေတင်မှုတက်ဟောကြားပေးခြင်းဖြစ်ပါတယ်အဲ့ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုကိုဒီမှာပဲညနာကုတူပါအားလုံးပဲကျွန်တော်ရဲ့မိတ်ဆွေများကိုကြီးချမ်းမခြင်းစိတ်ချမ်းသာခြင်းတွေနဲ့ပြည့်စုံပါစေလို့ဆုမွန်ကောင်းတောင်းနေတယ်ဒီဗီဒီယိုကိုဒီမှာပဲညနာကုတူပါခင်ဗျာ